ဖွဲ့ကြတော့လေပထမဆုံးပါတဲ့မင်္ဂလီ artist ဖြစ်ပါတယ်ဖွဲ့ရဲ့ fan တွေမှာယောက်ျားလေးပြိတ္တတွေရောမင်္ဂလီပြိတ္တတွေရောများတယ်မပွေးရဲ့အမြဲလူပြိုပြီးတော့လှမနေတဲ့လှုပ်ဝက်ချက်ကဘာလဲမသိဘူးအမြဲ single ဖြစ်နေလို့ပါဒီကနှစ်ခုလုံးဝ1 2ရရဲ့တော်တော်ထူးကြတဲ့ချက်ပဲမင်္ဂလာ artist ကိုထည့်မယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တော်တော်စဉ်းစားရတယ်ပထမစမ်းကြည့်လိုက်မယ်ဆိုပြီးတော့ form လက်ခံကြည့်လိုက်တဲ့အချိန်မှာတကယ်နှမျိုးလုံးလာတာပဲ ဒီလိုနှစ်ယောက် day trip လေးရယောက်ျားလေးနဲ့မိန်းကလေးကတော့ကြည်ရဖို့လှတယ်ဗျာဒါဒါဒါကျွန်တော်ရိုက်ကူးရေး site ကနေမြင်တဲ့အမြင်ပေါ့နိုင်ဝါတာမိန်းကလေးဖြစ်ရင်လည်းမိန်းကလေးနှစ်ယောက်ပဲကျွန်တော်တို့ခရီးလေးလုပ်ပေးရမှာပဲလေ Testing Academy ဖွင့်ဖွင့်ဒီ artist တွေလုံးဝတရုတ်ဆောင်နေတာမဟုတ်တဲ့ I get reality အစ်စ်ကိုမြင်ရလေသူတို့လုံးဝတရုတ်ဆောင်မလို့ They would be မှာပေါ့နော် we my own with me i don't need it ွက်လည်းအရင်လဲခုံပါတယ်။ပြီးတော့ဒီရွေရမ်းမှလည်းထိရတဲ့အတွက်လည်းပို့ပြီးတော့ရင်ခုံပါတယ်။ဒီနေ့ပွဲမှာလေကိုလူနေလဲအဲ့ဒါလေးကို presentation မှာသူရှင်းပြအောင်ကျွန်တော်တို့ယူထားတာ fan service corporate တွေနဲ့ကိုနဲ့နွေနွေထွေထွေတွေ့ဆုံပြီးတော့ဒီ fan တွေအတွက်ကိုအကောင်းဆုံးသူတို့နဲ့ဒီပျော်ရွှင်စရာ moment လေးတွေအတူတူဖန်တီးပေးမယ် fan service ကိုကျွန်တော် date date ဆိုတဲ့ဟာလေးကိုယူထားတာပါအဲ့တော့ date trip မှာလေသူများတွေထင်တယ်လို့ချစ်သူသမီးစားနှစ်ယောက်ချင်းတွေးကြတာမျိုးဆိုတာတခုလည်းမဟုတ်ဘဲနဲ့ကိုပရိသတ်နဲ့ကိုနဲ့ဒီပရိသတ်ဖြစ်တဲ့ဆန္ဒလေးတွေကိုအမှုပညာရှင်ကတတ်နိုင်သမျှဖြည့်ဆည်းပေးမယ်ပြီးရင် dinner လေးတူစားမယ်အဲ့ဒီလို dating လေးကိုနွေးနွေးထွေးထွေးရှိတဲ့ dating လေးကိုကျွန်တော်တို့ကရွေးချယ်ထားတာဖြစ်ပါတယ်အဲ့ဒါကြောင့်ဒီမှာလာပြိုင်မယ်ဆိုရင် season 2မှာပို့ပြီးတော့အဲ့အရာသာလေးကို ဟိုတွေ့ရပါလိမ့်မယ်။ကိုချစ်တဲ့အမှုပညာရှင်နဲ့ activities တွေကို game တွေကိုအတူတူရှင်ပြိုင်ပြီးတော့အတူတူဖြတ်သန်းပြီးတော့အာဒီထက်ကဝင်တာဖြစ်သွားခဲ့တယ်ဆိုရင်စစောအခွင့်အရေးလေးတွေရရှိမဲ့အစီအစဉ်လေးဖြစ်ပါတယ်။အဲဒါကြောင့်ဟို dating ဆိုတဲ့သဘောကိုတခြားနောက်ထပ် definition နေနဲ့အဲမတွေးဘဲနဲ့အခုကျွန်တော်တို့ပြီးကျင်တဲ့အရသာအဲ့အရသာဖြစ်ပါတယ်။အင်းဖွဖွေးကြတော့လေပထမဆုံးပါတဲ့ main key artist ဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့က ပပွေးအတွက်ကိုဂိမ်းပတ်တန်ကြီးစဉ်းစားရတာရောသူ့ဖန်နေနဲ့ပပွေးနဲ့နှစ်ယောက်တူတူပြိုင်တဲ့အချိန်မှာရှေ့မှာယောက်ျားလေးအာတစ်စီဖြစ်တဲ့အတွက်ပြိုင်တာကမင်းကလေးတွေဖြစ်ကြတယ်ပပွေးရဲ့ဖန်နေမှာယောက်ျားလေးပြိတ္တတရောမင်းကလေးပြိတ္တတရောများတယ်များတော့အဲ့ဒီဂျန်နာနှစ်မျိုးစလုံးကိုကျွန်တော်တို့ကပေါအောင်ထည့်ထားမပွေးရဲ့အမြင်လူပြိုပြီးတော့လှပနေတဲ့လှုပ်ဝက်ချက်ကဘာလဲမသိဘူး။အမြင်စင်ငယ်ဖြစ်နေလို့ပါ။ဘာလို့လဲဆိုတော့ ဖောင်တင်ကြတဲ့ယောက်ျားတွေမိန်းမတွေအများကြီးမှာယောက်ျားတွေကြီးပဲရွေးတယ်ဆိုရင်လေမင်္ဂလိပရိသတ်အတွက်ကအော်ဖဲမဖြစ်ဘူးသူတို့ခံစားရလိမ့်မယ်အဲ့တော့ game တွေကိုဘသူဖြစ်ဖြစ်ပါဝင်လို့ရမယ် game မျိုးကိုပဲကျွန်တော်စဉ်းစားလိုက်ပြီးတော့ဒါတော့ကိုပေးကိုယ်တိုင်လေသူ့ဘက်ကဟိုဒီ fan တွေနဲ့ပြပြပါပါရှင်ပြိုင်လို့ရမယ်သူ့အတွက်လေရင်ခုံရမယ်ပရိသတ်တွေလိုလည်းရင်ခုံရမယ်ကြားမှမခွဲကြားပဲနဲ့ပြိုင်လို့ရမယ့်ဟာမျိုးလေးတွေကိုကျွန်တော်တို့ရွေးလိုက်တယ်အဲ့တော့ ဝင်တာဘာဖြစ်လာမလဲဆိုတာလည်းတော်တော်ရင်ခုန်ရတယ်အခုချိန်ထိလည်းကျွန်တော်မသိသေးဘူး maybe ဖြစ်နိုင်တာပေါ့မလောက်မလောက်ဖောင်တင်တာကိုလာဘူးမလားဟုတ်တယ်အဲ့ဒါအဲ့ဒါကျွန်တော်တို့ဟို season နှစ်ခုလုံးဝ1 2ရဲ့တော်တော်ထူးကြတဲ့ချက်ပဲ main key artist ကိုထည့်မယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တော်တော်စဉ်းစားရတယ်ပထမတကယ်အဲ့လိုယောက်ျားတွေကြီးပဲပြိုင်မလားပေါ့မဟုတ်ရင်ရောဆိုတဲ့ဟာမျိုးပေါ့โอเค စမ်းကြည့်လိုက်မယ်ဆိုပြီးတော့ form လက်ခံကြည့်လိုက်တဲ့အချိန်မှာတကယ်နှမျိုးလုံးလာတာပဲကျွန်တော်ကတော့ game host ဖြစ်နေကျွန်တော်ကျွန်တော်ဘသူရစေခြင်းနဲ့ဆိုတာထက်ပြိုင်ပွဲမှာသူ့ဘသူတကယ် fan fan square ရှင်ပြိုင်ပြီးတော့နိုင်လာတဲ့သူရသွားစေခြင်းတာပဲဒါပေမဲ့ရိုက်ကူးရေး site ကနေတစ်ဖက်ပြန်ကြည့်ရင်ကြတော့ဒီလိုနှစ်ယောက် date trip လေးကယောက်ျားလေးနဲ့မိန်းကလေးကတော့ကြည့်ရဖို့လှတယ်ဗျာ ဒါဒါဒါကျွန်တော်ရိုက်ကူးရေးစိုက်ကနေမြင်တဲ့အမြင်ပေါ့ဒါပေမဲ့ဘယ်သူပဲဖြစ်ဖြစ်ပါနိုင်ဝါလာမင်္ဂလိပြင်ရင်လေမင်္ဂလိနှစ်ယောက်ပဲကျွန်တော်တို့ခကြီးလေးလုပ်ပေးရမှာပဲလေဒါကကျွန်တော်တို့အာမခံထားတာဒါမျိုးပဲဆိုတော့အများကြီးတွေ့ရမှာတချို့တချို့ဂိမ်းတွေကဘဝေးကိုတော့ကျွန်တော်တို့ကတရက်ချင်းမှာဘယ်ဟာအောင်မှကြိုပေးမသိထားပဲနဲ့အွန်စင်းပေါ်ရောက်မှဒီနေ့ဘယ်လိုပြန်ရမလဲဒီနေ့ကတော့ဘယ်နှယောက်ပြုတ်မလဲဘာဘာဘယ်လိုအစင်းစင်းပြန်သွားမလဲဆိုတဲ့ဟာကိုအွန်စင်းပေါ်မှာတစ်ခါလေးရှင်းပြပြီးတစ်ခါလေးပြန်နေတာဆိုတော့ ကျွန်တော်ဒီ show ရဲ့ဒူးကြတဲ့အချက်ကပထမ season 1မှာ blind date ဖြစ်တဲ့အတွက်ဟုတ်သူကမျက်လုံးစီးထားမျက်လုံးစီးထားတဲ့အချိန်မှာ तू မမြင်ရတဲ့အနုပညာရှင်ဒါမှမဟုတ်ရင်ကျွန်တော် partition ချထားတယ်ဆိုတော့သူ့ဘက်က तू ကိုယ်တိုင်ဝင်ပြိုင်နေရတာမဟုတ်ဘူး तू ကနားထောင်ပေးရတာရှိတယ်ဆုံးဖြတ်ပေးရတာရှိတယ်ဆိုတော့တယုံဆောင်မယ်ဆိုရင်တော့တယုံဆောင်နေလို့ရတဲ့အခြေအနေရှိတယ် season 2မှာဒီ artist တွေလုံးဝတယုံဆောင်နေတာမဟုတ်တဲ့ တကယ် reality အစ်စ်ကိုမြင်ရလိမ့်မယ်။တို့တို့လုံးဝသေဥဆောင်မနေဘူး။ This is to you ရတာအပြည့်နဲ့အကောင်းဆုံးအစီအစဉ်တွေကိုတင်ဆက်ပေးတဲ့ကျွန်တော်တို့ရဲ့အကူဆရာဖြစ်ပါတယ်။ Day with me season ရဲ့ main host ကိုစက်ထူဘဝင်းเนี่ยဘဝင်းเนี่ยဟိုကိုတည်းဆိုလဲဟိုရင်တည်းကတကယ်မောင်နှမလို့လေအဲ့တော့ဟိုသူဘယ်ဟာမျိုးဆိုလို့ရှိရင်လှုပ်ရဲတယ်ဘယ်ဟာမျိုးဆိုရင်သူဟိုလက်ခံရဲတယ်ဆိုတဲ့ဟာမျိုးလေကျွန်တော်အနေနဲ့ဆိုရင်သိတယ် ဲ့တော့ဒီ show မှာလေတချို့ဟိုနေရာတွေမှာဥပမာဒါဒါဒါကျွန်တော် spoil လို့ဖြစ်မှာဆိုလို့ကျွန်တော်တို့ရက်နေတဲ့ရက်နေတဲ့ကိုယ့်ရဲ့ flow ကြီးပွင့်ပြီးတော့အောက်ကပြုတ်ကျသွားတဲ့ game မျိုးမှာဆိုရင်ဥပမာအရန်တည်နေတယ်ပြီးတော့သူရွေးချယ်မှုတွေသူပြုတ်ကျမယ်လို့ထင်တဲ့ဟာတွေအားလုံးကသူက easy ကြော်လွားသွားတယ်ကျွန်တော်တို့တော့ပြန်ဟောရတဲ့ဟာမျိုးလေးတွေရှိရဲ့ ဆိုတော့အဲ့လိုမျိုးလေးတွေဒီ game မှာဒီ show မှာမြင်ရပါလိမ့်မယ်အာသူကတော့တော်လေအလုပ်တစ်ခုလက်မခံခင်သူစဉ်းစားရင်စဉ်းစားမယ်လက်ခံပြီးရင်တော့တိတ်တိုက်ဒီပေါ်မှာ complain မရှိဘူးလုပ်တယ်အကုန်လုပ်တယ်ဒီမှာဟို enjoy ရတော့ကျွန်တော်တို့ first day second day third day အဲ့လို game ကိုအစဉ်အဆက်သွားတဲ့အချိန်မှာ enjoy ရအားလုံးမှာဖြစ်တယ်ဒါပေမဲ့ တို့တွေရဲ့ emotion ကနေ့တိုင်းမှာ iPhone တွေကပြုတ်ပြုတ်သွားတာကိုမျက်စိရှိမှာကိုနဲ့အတူတူ activity တွေလုပ်နေရင်ပြုတ်ပြုတ်သွားတာဆိုတော့အဲ့ဒါလေးကတော့ဘယ် artist မဆိုပါဘူးဝိတယောက်တည်းမဟုတ်ဘယ် artist မဆိုအဲ့ဒီ moment ကြရင်တော့အကုန်လုံးတို့ဘာပြန်ပြီး feeling တွေဖြစ်ကုန်တာ emotion တွေဒါဖြစ်ကုန်တာ they would be ပါပေါ့နော်ဒီမှာလုံး you would be artist နေနဲ့ပါတဲ့အတွက်လည်းရင်းလဲခုံပါတယ်ပြီးတော့ဒီရွယ်ရမှလည်းတိတ်ရတဲ့အတွက်လည်းပို့ပြီးရင်းခုံပါတယ် စစော blind date ဖြစ်ခြင်းနဲ့မဖြစ်ခြင်းနဲ့ကျွန်တော်တို့ season 2မှာ activity တွေပိုများတယ် game တွေကတချို့ privacy ဆန်တဲ့ game တွေတချို့ကိုယ့်ရဲ့အာ physical ပါပါတဲ့ game တွေအဲ့ဒါတွေကိုပါပါတဲ့အတွက် control လုပ်ရတာနည်းနည်းလေးကိုယ့်အတွက်ပို့ပြီးတော့စူးစမ်းရတဲ့အပိုင်းတွေပါပြီးတော့ရလက်ကတော့ season 2ကိုကျွန်တော်ကပြဿနာတွေပိုကြိုက်မယ်လို့ကျွန်တော်ခံစားရတယ်စိတ်ထဲမှာဘာလို့လဲဆိုတော့တစ်စိညင်းတစ်စိညင်းမှာသူတို့မတင်မှတ်တာတွေတစ်ခုပြီးတစ်ခုကို ဟို game အဆင့်အဆင့်ကိုမြင်ရမှာဆိုတော့ season 2ကတော့ပြိသက်တွေအရန်ကိုရင်လဲရောက်မယ်လို့ကျွန်တော်တို့ထင်တယ်โอเคจรุเอ่อ Daily Me Season 2อ่ะ M Entertainment Channel นี่ Sunday ญาติตินเสร็จปีนี่มาสรอกอะหุธรรมอารมณ์ฉิดแกนุปัญญาชินนี่ปุ๊ปี้ไดโรณีทุโปรเจกต์กีรู้เยตรุฟันนี่เนี่ยตะเกโกยินคงเสียผัดตั้นหมู่ฤาภาวนมาสรอกอารมณ์สร้างจิไปบ่าวหลออารมณ์แน่ส่งไป